တထောင်ချက်ထဲနဲ့သမိုင်းနှစ်မိန်စားလို့ရတယ်ဒီလိုမျိုးလေးကြော်ရဲ့အနှစ်ထုပ်လေးရဲ့ဈေးထဲကနေပြီးတော့ဝယ်လာတဲ့ချက်သားကိုချက်ချင်းဆက်ကြွကြော်လေးလှူစားမှာပဲဖြစ်ပါတယ်ဒါရောဆန်တို့ဒီနေ့စားမယ်ချက်ချင်းဆက်ကြွကြော်လေးရဲ့လေးကြော်ရဲ့အနှစ်ထုပ်လေးနဲ့အတူမျိုးစုံလေးကြီးပေါ့နော်သူစီမားဒီလိုမျိုးခရမ်းချင်းတင်ငပီးချက်ငရုတ်သီးစိမ့်ငပီးချက်ပစွန်ချောင်းငမြရဲ့ကြော်နဲ့ကလဲချက်အနှစ်လေးရရပေါ့နော် အရင်ဆုံးငရုတ်တီးဆိုင်ငပိချက်လေးကိုတိုးမျိုးစုံနဲ့စားပါမယ်။ဒီငရုတ်တီးဆိုင်ငပိချက်လေးအကြော်ဒီလိုမျိုးတိုးစရာစုံနဲ့စားလို့ရှင်လည်းတော်တော်လေးလိုက်တယ်။သူရရတာလေးရကြတော့လေအိမ်ချက်လက်ရမျိုးကမှအရသာကြတော့ထိထိမိမိလေးနဲ့တော်တော်လေးစားလို့ကောင်းတယ်။အားအိဆက်တာမျိုးမဟုတ်ပေမဲ့ထမင်းစားလို့ရှိရင်အဆက်ကလေးပါမှစားတတ်တဲ့သူဆိုလို့ရှိရင်တော့ဒီမျိုးဒီစိတ်ငပိချက်ကလေးရတော့ကွက်တီပဲ။ ားကျတော့အထုပ်လေးမျိုးတွဲမှာအဆက်ဆုံးကြက်ကလေးချက်အနှစ်ကလေးပေါ့နော်။ဆိုင်းရကျတော့အဆက်အရန်ကြိုက်တဲ့သူဆိုတော့သူ့ရဲ့ကလက်ချက်အနှစ်ကလေးကိုတအားထိုင်းကြည့်ချင်နေတာ။ဒီကလက်ချက်အနှစ်ကလေးကကျတော့မွန်ပြည်နယ်ကကလက်ချက်အနှစ်ကို recipe ယူထားပြီးတော့ချက်သားနဲ့ချက်သားမဟုတ်ဘဲနဲ့အသားသူ့လေးနဲ့ချက်သားဆိုတော့တသက်လွတ်သမားတွေစားလို့ရတဲ့အနှစ်ထုပ်လေးပေါ့နော်။ ဒီကလကျက်အနှစ်ကလေးကကြတော့လေမဆလာနဲ့တင်းတင်းလေးနဲ့တော်တော်လေးလက်မိုက်တယ်ပြီးတော့သူ့ရဲ့အဆက်လက်ရလက်ကိဆုံးဆိုတော့လေလုံးဝတထုတ်ထဲနဲ့တင်ရှူရှဲပွင့်ထွက်သွားအောင်ပြီးတော့သူ့ရဲ့အနှစ်ထုတ်ကလေးကလည်းတခါဆဆာကောင်းကောင်းစားလို့ရတာဆိုတော့တော်တော်လေးလည်းအဆင်ပြေတယ်ဒါကြတော့ပစွန်ကြောင်းငယ်များရဲ့ကြော်ပေါ့နော်။တငယ်ချင်းကတော့ဒီပစွန်ကြောင်းငယ်များရဲ့ကြော်လေးကိုတော်တော်လေးကြိုက်တယ်လို့ပြောရတယ်။ ဆိုင်တော့ကကြတော့တခြားထုတ်တွေနဲ့စာလို့ရှိရင်ဒါကကြတော့ရတာပူလီရဲ့လူခံစားရတယ်ပေါ့နော်ဒါပေမဲ့လည်းပြောနေကြလူမျိုးထမင်းလေးနဲ့စာလို့ရှိရင်တော့အဆင်ပြေတယ်ဒါစားလို့ရှိရင်တော့ထမင်းမအပူချက်ထားမခင်းကျင်ဒီငပိချက်လေးပါတို့ရအနှစ်ထုတ်တွေအစုံစားရများပြီးတော့လေထမင်းထမထဲရောဆိုပေမဲ့ဒီခင်းကျင်ဒီအနှစ်ချက်လေးကကြတော့ထမင်းနဲ့တအားလိုက်လို့ဆိုင်ရတော့လိုက်ပွဲလေးထည့်ယူလိုက်ပါတယ်ပြောရရင်ဒီလိုမျိုးအနှစ်ထုတ်လေးတွေကကျတော့အိမ်မှာစောင်းစောင်းသားတဲ့နဲ့တည်းပါရယ်ပေါ့နော် ထမင်းမချဖြစ်တဲ့နေ့ဆိုလို့ရှင်ဒီလိုမျိုးအထုပ်ကလေးနဲ့တဲအုပ်မွေကြော်လေးနဲ့ကြော်စားလို့ရှင်လည်းတော်တော်လေးထမင်းမိန်တယ်။သူကတထုံးမှတထောင်ချက်သေးဆိုတော့ဈေးလက်သက်တာတယ်ပြီးတော့ FTA ကလည်းရထားပြီးသားပေါ့နော်။နိုင်ငံခြားမှနေတဲ့သူတွေဆိုလို့ရှင်လည်းဒီလိုအနက်ထုပ်လေးတွေရှိုံနဲ့ဒီဟင်းချက်ဆရာမလိုဘဲနဲ့အလွယ်တကူထမင်းစားလို့လည်းအဆင်ပြေတယ်။ဒီလေးကြော်ရဲ့အနက်ထုပ်လေးတွေကိုကြတော့အမျိုးမျိုးနဲ့နဲ့မှရှိတဲ့ကုန်စုံဆိုင်တွေမှာလည်းဝယ်လို့ရပါတယ်။ ိမ်မှာပင်ပန်းခတ်ပြီးတော့ဟင်းမချက်ချင်တဲ့နေ့ဆိုလို့ရှိရင်လေဒီလိုမျိုးလေးကြော်ရဲ့အနှစ်ထုတ်လေးသာစောင်းထားလိုက်သူရဲ့အနှစ်ထုတ်လေးနဲ့ပဲစားရင်တော့မှလေထမင်းကတော်တော်မိန်တာပြီးတော့လေးကြော်ရဲ့အနှစ်ထုတ်လေးတွေကတထုံမှတထောင်ချက်ဝင်းကျင်လောက်ပဲရှိရဆိုတော့ဈေးဘိုးတက်တက်တတာနဲ့ဒီလိုမျိုးအရသာရှိရဲ့ထမင်းဝိုင်းလေးစားမယ်ဆိုလို့ရှိရင်တော့မပါမဖြစ်ပဲနော်ဒါဆိုရင်တော့စားရင်တော့ vlog တွေမှာပြန်တွေ့ပါမယ်အားလုံးပဲတတတာ